ကြောင့်သာသာမွေချူနေနိုင်ပါစေမိဘတည်ရင်အောင်မိဘရဲ့မျက်ရည်တစ်သက်ပြီးမိဘရဲ့မျက်ရည်တစ်သက်ပြီးသာသမီစင်းရဲ့လို့တသက်သာသမီစင်းရဲ့တော့ဘယ်လောက်တယ်လဲသာသမီလုံးတဲ့ပုံပေါ်ကကိုမိဘမျက်ရည်ကြောင်းအောင်သာနှိမ့်စင်မယ်ဆိုရင်မျက်ရည်တစ်သက် ဆိုရင်တော့အရိသယေအဲ့ဒီသာသမိအားဖြင့်ဆင်းရဲ၍မဆုံးနိုင်ဘူးမိဘမျက်ရည်တစ်စက်သာသမိဆင်းရဲဆင်းရဲ၍မဆုံးနိုင်တာတစ်သက်လုံးပဲအဲ့လိုဖြစ်နေဗျာရှင်တော်ဘုရားကသားတွေလည်းဆင်းရဲမှာကိုမြင်တော်မူတယ်သားလင်းရောက်လဲစီးရင်မှာပြင်တော်မူတယ်ဘုံငါကြီးလဲ တဲ့ခြင်းကိုတွန်းပြီးတော့ဒုက္ခရောက်မှာကိုဘုရားရှင်ကိုရောမြတ်မြင်တော်မူလို့ဘုံနာကြီးကိုကာထာလေးကာထာသင်ပေးတယ်ခရစ်သားကြီးကာထာဗဏ္ဏပြောတယ်လေးကာထာသင်ပေးအဲ့တော့ဘုံနာကြီးလေးကာထာသင်ပေးပြီးတော့ဒကာတော်တဲ့ဒကာတော်တို့ရဲ့ပုံငါးစီဝေဝဲများရှိလာလို့ ပရိသတ်တွေမြတ်ဆုံးညီလာလို့ရှိရဲ့အဲ့ဒီပရိသတ်ပွဲမှာတကားတော့ငါဘုရားသင်ပြီးတဲ့အဲ့ဒီဂါထာတွေကိုပရိသတ်ရဲ့အလင်းကောင်းမှသာတင်ပြပေတော့လို့ဘုရားရှင်ကိုယ်တော်မြတ်ကဂါထာလေးဂါထာသင်ပေးပြီးပုံလာကြီးလွတ်လိုက်တယ်ကံအားလျော်စွာအကြောင်းအားလျော်စွာညီညွတ်လို့ဗျမနစီဝေဝဲကြီးကလည်း ရှိသာလင်ရောက်ကလည်းဒီပုံနာတွေဇီဝဲဝဲပါပါလာဘုရားရှင်ပင်ပေးတဲ့ပရိသတ်စုံကြီးရဲ့ကာမကာထာတွေညွှန်ရမယ်ဆိုတော့အဲ့ဒီပုံနာကြီးကပရိသတ်စုံကြီးတော့ကြောက်လာတဲ့ပရိသတ်ကြီးရဲ့ရှင်မသူစိတ်ခုစိတ်ခုပေါ်မှာတဲ့ပြီးတော့စင်မြင့်ပေါ်မှာတဲ့ပြီးတော့ဘုရားရှင်ပင်ပေးတဲ့ယေဟိသာနေဟိနာလေ ဝဝတင်းတိသုကတံပါလမပါဠိတော်မြန်မာပြန်လိုက်တဲ့ကာရတော့အစည်းဝေးဝေးရောက်လာကြတဲ့ဩလူအပေါင်းတို့တဲ့ကျင်းတို့ရဲ့သံဃာကလေးကိုအနေခံအနေငယ်ပြောမရသေးကျွန်တော်အနေငယ်စကားကလေးပြောမရသေးဘူး ခန္ဓာကိုယ်မှာပဲလဲစုပ်စုပ်နွမ်းနွမ်းစုပ်စုပ်ပြက်ပြက်မင်းမဲတဲ့တဲ့ပြင်းနေတယ်လူစင်းရဲ့တယောက်ကငွေရှိကုန်ရှိပက္ကသနာပြည်စုံနေတယ်ပြမနာဝါရပြမနာပုံသားတွေရဲ့လူလူကြီးတွေမှာအတနာခံနေတာစကားလေးအနေနဲ့ပြောပါရစေကျွန်တော်ကစကားကလေးအနေနဲ့ပြောခွင့်ပြုပါမေတ္တာရခံပါလေကျွန်တော်နေငယ်ပြောပါရစေ ရေသစ္စာဘဝပေစီသတ္တိမန္တတေဟိတံဘုရားဟောလွယ်ပေါင်းတော်တဲ့ကျွန်တော်ဒီဟောတဲ့ချိန်လုံးကတော့အတ္တမြာလေးသိမ့်ချမ်းသာလာခဲ့တဲ့ပြေမနအမျိုးကကျွန်တော်တယောက်ဖြစ်ကျွန်တော်တယောက်ဖြစ်ခဲ့ပါလေ တို့ဆိုလည်းပဲကျွန်တော်ဟာသားတွေကိုယုံကြည်ပြီးတော့ကျွန်တော်ရဲ့ပစ္စည်းလေးတဲ့ဗျာလေးသိန်းကိုသားတွေကိုပေးလိုက်ပါတယ်ကျွန်တော်ကတော့လာတော့ယုံကြည်ပြီးရံမြည်သာရေကြည်ချမ်းမြတ်တပေါင်းကြီးကမိပါတော့ဝမ်းရင်စရံဟုသာတော့ယုံကြည်ပြီးရံမြည်သာရေကြည်ချမ်းမြတ်တပေါင်းကြီးက ိဘတို့ဝံဉိစရံဟုပြနိုင်ခြင်းရအခြင်းသာတို့ဖြင့်ကြီးလာတော့တသွေငင်းစဉ်တော့ကတမျိုးအမျိုးမျိုးအချင်းမပြတ်နိုင်ပင်လည်းနေသက်မြတ်လို့ခရပါတယ်ကျွန်ုပ်ရဲ့သားရင်သွေးဟုကချင်းမဝမော ယင်းသွေးဟောကချင်းမဝါမောလောကအလုံးသာသမီကိုမုန်းနေဝင်၍ထုံးစံမရှိတဲ့လောကကြီးမှာသာသမီကိုမိဘကမုန်းနေလို့များရှိသလားမုန်းရင်လည်းပဲဟန်ဆောင်ပြီးတော့မုန်းလာတော့ပဲရှိမှာတကယ်တော့မုန်းနိုင်ဘူးနော်ထုံးစံမရှိအမိသင်္ချာကျွန်တော်ရဲ့သားတွေကကျွန်တော်ရဲ့ဩဇာစီးချိန်တွေကို ို့တော်တတွေအရင်အနည်းအတွက်ကြောင့်ဘောသမ ्या တသိန်းကြီးတသိန်းကြီးကျွန်တော်ထုံးပြီးတော့ပေးခဲ့ပါလေသံသာဘောအတွက်နောက်ကျွန်တော်မှရှိနေတဲ့အတရာလေးသိန်းကိုလည်းသားတွေကြီးတဲ့တိုးပြီးတော့ချမ်းသာစေခြင်းလို့တသိန်းကြီးတသိန်းကြီးချမ်းပြီးတော့လည်းကျွန်တော်ပေးခဲ့ပါလေသာသာသမီးတွေကျွန်တော်ရဲ့သားရင်ချမ်းသာပြီးတော့ပြည်မျိုး ချမ်းသာတော်ွားရင်တော့ကျွန်တော်က နေရှိသရွေရရှိရမြာကာလပါလောကျွန်ုပ်သားလေးယောက်ချမ်းသာဘောဘောသာတွေ့ပြီးတော့ကျွန်ုပ်သားတွေမဆာရမှာသာသမီးတွေမဝရမှာသားတွေတိုင်းနဲ့တားနဲ့ကားနဲ့စားတယ်မနေရမှာကိုတွေ့တွေ့ပြီးတော့အရေးတည်းရင်အလိုရှိပြီးတော့ကြောင်းညာစိတ်ခရပါတယ်မပြေမမုန်းအချင်းချင်းဆုံးရဲ့လို့ အချင်းဆုံးမြင်ခင်ရတဲ့ကျွန်တော်ရဲ့သားလျောက်တော်သည်ကျွန်တော်ကသူတို့အတွက်သာဆိုင်ရင်ဝင်နေရတဲ့ကျွန်တော်ကပူခင်ရတယ်လို့ကျွန်တော်အပေါ်မှာတော့ဝဲကောရဝဲကောဟိဟောက်ကြတယ်ခွေးစိုးတယ်လို့ပဲသူတို့မယားများနဲ့တိုင်ပင်ပြီးတော့ကျွန်တော်ကအိမ်ပေါ်ကနေနေကြအောင် <laughs> <laughs> ။သာယိငါမနေနေအောင်သာငိမ်မနေနေအောင်သာလက်အိမ်မနေနေအောင်ကျွန်တော်ကမျိုးမျိုးပြောဆိုပြီးတော့အဖေရေအိမ်မော်ကဆင်းတော့လို့မပြောရုံတမဲကလေးပဲစိတ်ရအောင်အမျိုးမျိုးအပေါင်းပေါင်းနေစင်းလို့အိမ်မော်ကကျွန်တော်ရဲ့အတ္တမြာရှင်သိမ့်ခွဲဝင်ပြီးတဲ့နောက်မှာကျွန်တော်ရဲ့သားတွေ ရှင်တို့ရဲ့ကျွေးမတွေနဲ့တိုင်းပင်ပြီးတော့အိမ်မော်မနေနိုင်လောက်အောင်နှင်းလို့လို့ကျွန်တော်ကခုလိုဖွဲ့လွှဲဆက်ပြီးတော့တောက်စားနေရပါတယ်သင်တို့တို့တွေကျွန်တော်လိုမဖြစ်ကြပါစေနဲ့ကျွန်တော်ရဲ့အဖြစ်ကိုကြီးကြပါတော့ကျွန်တို့ရဲ့အဖြစ်ကသာသင်တို့ကြီးပြီးတော့သင်တို့မှလည်းပဲသားတွေကြီးနေလို့ရှင်သမီးတွေကြီးနေလို့ရှင်ရဲ့ကျွန်တော်လိုယုံပြီးတော့သာသမီးယုံပြီးတော့သင်တို့တို့တွေမပေးမိပါစေနဲ့ လို့ကျွန်တော်ပြောပြရသည်